ပရိသတ်ဖုန်တင်ကိုမလေးစားတဲ့မြန်မာစတာမြန်မာစတာတချင်းဆိုပြိုင်ပွဲအားဆိုရင်ဖြင့် Grand Final ကို Top 4နဲ့ရောက်ရှိလာပြီးဖြစ်ပြီးအင်္ဂလိပ်ဆောင်နဲ့ရှင်ပြိုင်ရတာဖြစ်ပါတယ်။ရှေ့ဘက်တွေမှာလည်းပြိုင်ပွဲဝင်လေးဦးကိုထုတ်ချမှာဖြစ်တာကြောင့်ပြိုင်ပွဲဝင်တွေကိုချစ်ကြတဲ့အားပေးကြတဲ့ပရိသတ်တွေဟာသူတို့အားပေးတဲ့ပြိုင်ပွဲဝင်တွေမပြုတ်ရအောင်စ조사ပြီးဖိုပေးခဲ့ကြရတာဖြစ်ပါတယ်။သို့တော်လည်းမြန်မာစတာဟာဆိုရင်ဖြင့်စမ်းကြွယ်စွာပဲ Grand Final ကိုလည်း လေးခါတီတီပြန်ရမယ်လို့ကြေညာခဲ့ပါတယ်။ဒီထက်ပိုပြီးစမ်းကြတာက Grand Final Week မှာပြိုင်ပွဲဝင်၁၂ဦးမှာကျန်ရစ်သူအားလုံးကိုပြန်လည်ဖိတ်ခေါ်ခဲ့ပြီးအခွင့်အရေးပေးတဲ့အနေနဲ့ safe zone နဲ့ပအဝင်ရှင်းပြိုင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ဒါဟာပရိသတ်ရဲ့ voting ကိုရော ကိုယ်တိုင်ရဲ့ပြိုင်ပွဲစည်းကမ်းကိုရောဒိုင်းရီရဲ့အမှတ်ကိုရောမလေးစားမှုတစ်မျိုးလို ယူဆလို့ရပါတယ်။ Grand Final ပထမဆုံးအပတ်မှာ အမြဲမှန်တရားဘက်ကယက်တီတတဲ့အန်ဒီချင်းငယ်မင်းကလာကိုတော့တိုင်းနေရာမှာထူးခြားစွာမတွေ့ရပါဘူးခင်ဗျာပြိုင်ပွဲဝင်နေတဲ့ကမှာနွားချေသားနဲ့ခေဒီဆိုင်အောင်တို့ပြန်ပြန်ခဲ့ကြပြီးတော့ဖိုးနဲ့အတူပြိုင်ပွဲဝင်ကလေးနှစ်ယောက်ကတော့အကောင်းဆုံးစူးစမ်းခဲ့ကြတာကိုတွေ့ရပါတယ်ခင်ဗျာကလေးနှစ်ယောက်ရဲ့စူးစမ်းမှုကိုအသိမပြုတဲ့အပြင်ပြန်ရောက်လာတာကိုဝမ်းသာပါတယ်ခင်ဗျာဒါပေမဲ့အစိုးပြိုင်ပွဲတွေထဲမှာမှ ကွဲထွက်နေတဲ့ ြမစတားရဲ့စမ်းကြဲသောအမျိုးမျိုးပြောင်းလဲလုံနိုင်စွမ်းကိုတော့ချင်းငယ်တဲ့နားမလည်တာမဟုတ်ပဲပိတ်သက်တွေကအံ့ဩနေကြတာပဲဖြစ်ပါတယ်။ဖုတ်ကိုမျိုးစုံချုံခုံလက်ပတ်တောင်းနေတတ်တာလေးကိုကမာယာလေးပါပဲခမညာ။လီလီစပိတ်သက်ကြီးတို့ရောဘလို့မြင်ပါသလဲခမညာ။ဘဲပြိုင်မွင့်ဝင်ကိုရောအားပေးပါသလဲခမညာ။